င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Trump နဲ့ဖုန်းပြောဆိုပြီးနောက် Russia Ukraine ဆွေးနွေးပွဲချက်ချင်းပြန်ဆမယ်ဆိုတဲ့သတင်း Gaza က Israel ထိုးစစ်ကို မရက်ရင်အရေးယူပိတ်ဆို့မှုတွေချမှတ်သွားမယ်ဆိုတဲ့သုံးနိုင်ငံပူးတွဲကြေညာချက်သတင်းနဲ့တရုတ်နဲ့ညီညာရေးဆွေးနွေးလို့ကြောင်းထိုင်ဝမ်သမ္မတရဲ့တောင်းဆိုချက်သတင်းတွေပဲဖြစ်ပါတယ် ်ပထမဆုံးတင်ဆက်ပေးမှာကတော့ရုရှားသမ္မတဗလာဒီမာပူတင်ဟာထရမ့်နဲ့ဖုန်းပြောဆိုခဲ့ပြီးနောက်အနာဂတ်ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းအတွက်ယူကရိန်းနဲ့တွဲဖက်လုပ်ကိုင်မှု အသင့်ရှိတယ်ဆိုပြီးပြောကြားသွားပါတယ်။ Well I want to thank everybody we just spent 2 and a half hours talking to Vladimir Putin နနာအကြဖုန်းခေါ်ဆိုခဲ့ကြပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းရုရှားနဲ့ယူကရိန်းဟာအပြစ်ခတ်ရစဲရေးအပါအဝင် စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်ညှိနှိုင်းမှုတွေကိုချက်ချင်းစတင်သွားမယ်လို့အတည်ပြုပါရယ်။အဲနောက်ထရမ်ကဒီစကားပြောဆိုမှုဟာအလွန်ကောင်းမွန်ခဲ့တယ်လို့ဖော်ပြထားတဲ့အပြင်နှစ်ဖက်ကြားမှာပါငြိမ်းချမ်းရေးဆိုင်ရာသတ်မှတ်ချက်တွေကိုညှိနှိုင်းရအောင်မယ်ဆိုပြီးဖြည့်ဆွတ်ပြောပါရယ်။ဒါ့အပြင်စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့ဟာပိုပြီးအရေးကြီးတယ်လို့လည်းထရမ်ကသူ့ရဲ့ True Social ပေါ်မှာရေးသားထားပါရယ်။ဒါ့ပြင်လည်း American အပါအဝင်ဥရောပနိုင်ငံတွေရဲ့ ရက်30ကြာခြွင်းချက်မရှိအပြစ်ရရေးတောင်းဆိုချက်ကိုတော့ပူတင်ဘက်ကထည့်ပြောသွားတာမျိုးမရှိပါဘူးအဲ့ဒီနေ့အစောပိုင်းမှာရင် American ဒုသမရ JD Vance ကလည်းပူတင်ရဲ့ရည်တည်ချက်ကိုမေးခွန်းထုတ်ခဲ့ပါတယ် Vladimir ကိုရိုင်းနောင်စစ်ပွဲကိုဘလို့အဆုံးသတ်မလဲဆိုတော့နီးဖြူဟာရှိမရှိဆိုတာမသေးကြပါဘူးဆိုပြီး Vance ကမှတ်ချက်ပေးခဲ့တာပါ Ukraine သမ္မတ Zelensky နဲ့ Trump ကြားမှာ နောက်ဆက်တွဲဖုန်းခေါ်ဆိုမှုရှိခဲ့တယ်လို့အဲ့ဒီထဲမှာဥရောပကော်မရှင်ဥက္ကဋ္ဌအပါအဝင် ပြင်သစ်အီတလီဂျမနီနဲ့ဖင်လန်တို့ရဲ့နိုင်ငံခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။ဒါဟာအဆုံးဖြတ်ပေးမဲ့အခိုက်အတန့်တစ်ခုဖြစ်တဲ့အလျောက်အမေရိကန်နေနဲ့ဆွေးနွေးပွဲတွေကိုရှောင်ဖယ်တာမျိုးမလုပ်ဖို့အတွက်ပါဇယ်လန်စကီက တိုက်တွန်းသွားခဲ့ပါတယ်။အခုလအစောပိုင်းမှာပိုဟျမ်းမင်းကြီးအစ်စ်လီယိုကလည်း Vatican ကိုငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်လက်ခံကျင်းပနိုင်မဲ့နေရာအဖြစ် ကန့်လန့်ခဲ့ပါရီဖင်လန်နိုင်ငံနဲ့နယ်စပ်အနီးမှာတော့ရုရှားဘက်ကစစ်ကမ်းတွေကိုအင်အားဖြည့်တင်းနေပြီးအဲ့ဒီ area ဟာပဋိပက္ခဆက်ဖြစ်လာနိုင်တဲ့နေရာတစ်ခုဖြစ်ကြောင်းလေ့လာသူတွေအနေနဲ့ခန့်မှန်းထားကြပါရီဆက်လက်တင်ဆက်ပေးမှာကတော့ဂါဇာမှာအစ္စရေးအနေနဲ့ထိုးစစ်ပြန်လည်စတင်တာတွေကိုမရက်တမှု အကူအညီတွေဝင်ခွင့်ကန့်သတ်ထားတာကိုမယုံသိမ့်ပေဘူးဆိုရင်အေးအေးယူပိတ်ဆို့မှုတွေချမှတ်သွားမှာဖြစ်တယ်လို့ ဗြိတိန်ပြင်သစ်နဲ့ကနေဒါခေါင်းဆောင်တွေကပူးတွဲကြီးညာချက်ထုတ်ပြန်သွားခဲ့ပါတယ်ဣသရေလစစ်တပ်ကစစ်စင်ရေးတပ်ကိုစတင်သွားမယ်လို့လဲပြီးခဲ့တဲ့တောက်ကြနေ့မှာကြေညာထားခဲ့ပါတယ်။အဲဒီနောက်တနင်္လာနေ့မှာဂါဇာတခွင်လုံးဣသရေလသာထိန်းချုပ်သွားမှာဖြစ်တယ်ဆိုပြီးဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ ထပ်မံကြေညာခဲ့ပါတယ်။လူဦးရေနှစ်တန်းကျော် နေထိုင်ရာဂါဇာကမ်းမြောင်မှာအငက်ဘေးစိုက်တော့မဲ့အခြေအနေရောက်နေပြီဖြစ်တယ်လို့အကူအညီပေးရေးအဖွဲ့တွေပညာရှင်တွေအနေနဲ့သတိပေးထားခဲ့ပါတယ်။အရက်သားတွေလိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ ။အစ္စရေးဆိုရရဲ့ငင်းပယ်မှုဟာလက်ခံနိုင်စရာမရှိသလိုအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေတွေကိုချိုးဖောက်ရရောက်တယ်လို့လည်းပြည်ထောင်စုရကပူးတွဲကြေညာချက်ထဲမှာဖော်ပြထားပါတယ်။အဲ့ဒီကြေညာချက်နဲ့ပတ်သက်ပြီးလန်ဒန်အော်တိုဝါနဲ့ပါရီကကောင်းဆောင်တွေဟာအစ္စရေးပေါ်အော်တိုဘာ9ရက်နေ့လူမျိုးတုံးတိုက်ခိုက်မှုတွေဆုလက်ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့နောက်ထပ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့လည်း နေတန်ယာဟုအနေနဲ့တုံ့ပြန်သွားခဲ့ပါရီဒါအပြင်အလုံးစုံအောင်ပွဲမရမချင်းအစ္စရေးဘက်ကမိမိကိုကိုကာကွယ်သွားမှာဖြစ်ပြီးတစားကန်အားလုံးပြန်လွတ်မြောက်ရေးနဲ့ဂါဇာမှာစစ်မဲ့ဆုံးဖြစ်အောင် လုပ်နိုင်ဖို့အပါအဝင်သတ်မှတ်ထားတဲ့အတိုင်းအထမြအောင်ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်းဆိုပါရီလွန်ခဲ့တဲ့မက်လကရေကအစ္စရေးဟာဂါဇာဒေသကိုစေဝါရိတ်ခါနဲ့လောင်စာဝေရောက်မှု ကန့်သက်ထားခဲ့တာလည်းဖြစ်ပါရီ လက်ရှိမြေပြင်ထိုးစစ်နောက်တစ်ကြိမ်ဆင်နွှဲခဲ့ကြိမ်မှာတော့လိုအပ်တဲ့စားနပ်ရိက္ခာရဲ့အခြေခံပမာဏသာပေးဝင်မယ်ဆိုပြီးကြေညာထားခဲ့ပါတယ်။ဒါဟာကြိုးစိုးစရာဖြစ်ပေမဲ့လည်းဝင်ခွင့်ပေးမဲ့အကူအညီပမာဏဟာသမုတ်တရားရဲ့ရည်တစက်ကျနေတယ်လို့ဖြစ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုကူညီအကြီးအကဲဖြစ်သူ Tom Fletcher အနေနဲ့ဝေဖန်ထားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံနဲ့ညီညာရေးဆွေးနွေးဖို့ကိုထိုင်ဝမ်အနေနဲ့ဆန္ဒရှိပါတယ်ဆိုပြီးသမရဖြစ်သူလိုင်ချင်းတဲ့ကနောက်တစ်ကြိမ်ပြောကြားသွားပါရီ只要对等尊严，台湾很乐意跟中国进行交流合作。透过交流来取代围堵，透过对话来取代对抗，朝和平共荣的方向来发展。 ထိုင်ဝမ်သမ္မတဖြစ်တက်တန်းတစ်နှစ်ပြည့်ပြီးတဲ့နောက်လိုင်ကတရုတ်နဲ့ဆွေးနွေးဖို့ပြောဆိုခဲ့ပေမဲ့လည်းထိုင်ဝမ်ကျွန်းရဲ့ကာကွယ်ရေးလုပ်ငန်းတွေကိုဆက်ပြီးအင်အားဖြည့်တင်သွားဖို့ရှိလိုနေပါတယ်။တရုတ်ပြည်မကြီးဘက်ကလိုင်ကိုခွဲထွက်ရေးသမားဖြစ်သတ်မှတ်ထားတဲ့အလျောက်အရင်ကသူ့ရဲ့ကမ်းလှမ်းချက်တွေကိုငင်းပယ်ခဲ့ဘူးပါတယ်။ဒါဒီမိုကရေစီစနစ်ကျင့်သုံးပြီးကိုပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ထိုင်ဝမ်ကျွန်းကိုတရုတ်ကပိုင်ဆိုင်နေဆိုတဲ့ပြောဆိုချက်တွေပေါ် လိုင်းအနေနဲ့အချင်းချင်းပယ်ချခဲ့တာကြောင့်ဖြစ်ပါတယ်။ထိုင်ဝမ်ပြည်သူတွေကသူတို့ရဲ့အနာဂတ်ကိုသူတို့ဖာသာဆုံးဖြတ်နိုင်တယ်လို့လည်းဖြည့်ဆွတ်ပြောပါတယ်။ဒါအပြင်နှစ်ပတ်လည်စည်ရေးလေ့ကျင့်မှုတွေပါတရုတ်နိုင်ငံအနေနဲ့ပြုလုပ်လာနိုင်တဲ့အကြောင်းထိုင်ဝမ်သမ္မတကတည်င်းတောက်တွေကို ဖြည့်ဆို့သွားပါတယ်။ငြင်းငြင်းရေးဟာတန်ဖိုးဖြတ်မရပါဘူး။စစ်ဖြစ်ရင်လည်းဘယ်သူမှအနိုင်မရပါဘူး။ကျွန်တော်တို့ကတော့ငြင်းငြင်းချင်ပါတယ်။အဲ့ဒီအကြောင်းပြောရတာ အိမ်မက်စန္နာတို့စိတ်ကူးရင်စန္နာတို့မဟုတ်ပါဘူးဆိုပြီးလိုက်အနေနဲ့ဖြည့်ဆွက်ပြောပါရီထိုင်ဝမ်နိုင်ငံဟာဖြစ်လာနိုင်သမျှစစ်ပွဲအတွက်ကာကွယ်အင်အားကို ဖြည့်တင်းနေပြီးဒါကအကောင်းဆုံးသောစည်ရေးရှောင်ရှားမှုဖြစ်တယ်လို့လည်းဆိုပါရီအဲ့ဒီပြောကြားချက်နဲ့ပတ်သက်လို့တရုတ်ပြည်မကြီးရဲ့ထိုင်ဝမ်ရေးရာရုံးဘက်ကမှတ်ချက်ပေးတာကိုမတွေ့ရသေးပါဘူးလွန်ခဲ့တဲ့အပတ်တုန်းကလည်းတရုတ်ကာကွယ်ဝင်ကြီးဟာ လိုင်းကိုအကြက်တဲဖြစ်အောင်လှုံ့ဆော်သူဖြစ်ဝေဖန်ထားခဲ့ပါတယ်။လွန်ခဲ့တဲ့လတုန်းကတရုတ်နိုင်ငံရဲ့စီးရီးလေးကျင်းမှုကို ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာပြုလုပ်ခဲ့ပါတယ်။အဲနောက်ထိုင်ဝမ်ကောက်ဝေးဝင်ကြီးဌာနကတရုတ်လေရင်6စင်းနဲ့စစ်သည်မော17စင်းကိုပြီးခဲ့တဲ့24နှစ်ဤအတွင်းကျွန်းနီဒွိုက်မှာ ထောက်လန်းတွေ့ရှိရတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဆလတ်တင်ဆက်ပြမကတော့

It gives us unprecedented access to the EU market, the best of any country outside of the EU or EFTA, all while sticking to the red lines in our manifesto about not rejoining the single market, the customs union, and no return to freedom of movement. ပြည်ထောင်ငါဟာ EU အဖွဲ့ကနေနှုတ်ထွက်ပြီးနောက်ပိုင်းအခုလိုမျိုးသဘောတူညီချက်တွေကိုပြန်လည်ရယူလာခဲ့တာဖြစ်ပါတယ်။ ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့မူဝါဒတွေကြောင့်ကမ္ဘာကုန်သွယ်ရေးကမောက်ကမဖြစ်ပြီးနောက်ပိုင်းပြည်ထိုင်တဲ့ EU အဖွဲ့အစားပထမဆုံးထိပ်သီးအစည်းအဝေးလည်းဖြစ်ပါတယ်။ဒါကျွန်တော်တို့ဆက်ဆံရေးအတွက်ခေတ်သစ်မှတ်တိုင်တစ်ခုပါ။အဲ့ဒီသဘောတူညီချက်ကြောင့် win-win အခြေအနေဖြစ်စေတဲ့ဆိုပြီးစတာမာကသတင်းတောက်တွေကိုဖြည့်ဆို့သွားခဲ့ပါတယ်။2016ဇွန်လ23ရက်နေ့မှာ EU အဖွဲ့ကနေနှုတ်ထွက်ဖို့အတွက်ဗြိတိန်နိုင်ငံဟာ ပြည်လုံးကျွဆန္ဒခံယူပွဲတရက်ကိုပြုလုပ်ကျင်းပခဲ့ပြီး51.9%ခိုင်နှုန်းရလက်ထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်2020ဇန်နဝါရီလ31ရက်နေ့မှာ EU ကနေအပိသက်နှုတ်ထွက်မှုတွေပြုလုပ်ခဲ့တာကိုတွေ့နိုင်ပါတယ်။ကိုနှစ်အကြာမှာတော့ဥရောပရဲ့ဒုတိယကာကွယ်ရေးအသုံးစိတ်အများဆုံးပြည်ထိုင်နိုင်ငံဟာ EU နဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြန်လည်ဖော်ဆောင်သွားဖို့ရှိနေပါတယ်။အဲ့ဒီထဲမှာ ုံသွယ်ရေးနဲ့ငါးဖန်ခွင့်အပါဝင်ကာကွယ်ရေးစွမ်းအင်နဲ့မူဝါဒပိုင်းဆိုင်ရာအဖြစ်မှုတွေပါပြုလုပ်သွားဖို့အတွက်ပြည်တိုင်းနဲ့ EU အဖွဲ့အစည်းသဘောတူညီမှုရရှိထားပါတယ်ဆယ်နှစ်နှစ်ကြာပြည်တိုင်းရေပိုင်နဲ့ထဲမှာဥရောပငါးဖန်လီရင်ကိုခွင့်ပြုမဲ့အချက်ကလည်းအဓိကကျလိုနေပါတယ်ဥရောပကော်မရှင်ဥက္ကဋ္ဌကတော့အတူတကွပူးပေါင်းလှုပ်ဆောင်သွားမဲ့အစီအစဉ်တွေကိုသဘောတူညီတဲ့အကြောင်းပြီးခဲ့တဲ့တနင်္လာနေ့မှာကြေညာသွားခဲ့ပါတယ် our people and standing shoulder by shoulder when it comes to really um, getting to the solutions. ဆလတ်တင်ဆက်ပြမှာကတော့2024သမရရွေးကောက်ပွဲမှာပြိုင်ဘက်ဖြစ်တဲ့ Democratic သမရလောင်း Kamala Harris ပေါ်ထောက်ခံသူတွေကိုစုံစမ်းစစ်ဆေးဖို့အတွက် American သမရ Donald Trump ကတောင်းဆိုလိုက်ပါရီအဲ့နော် Beyonce, Taylor Swift, Bruce Springsteen နဲ့အခြားထင်ရှားကြော်ကြားသူတွေဟာ ဟဲရစ်ပေါ်ထောက်ခံကြောင်းပြောက်သားဖို့တော့ဒေါ်လာတန်းနဲ့ချီရရှိခဲ့တယ်လို့ဆွဆွဲလိုက်ပါရီအကြီးစားစုံစမ်းစစ်ဆေးမှုတစ်ခုကိုပြုလုပ်ဖို့အတွက်လဲထရမ့်က True Social မှာရေးသားတောင်းဆိုခဲ့ပါရီအဆိုတော့ Beyonce ဟာ Harris ရဲ့မဲဆွဲပွဲမှာလူလုံးလာပြယုံနေတဲ့ American Dollar 17တန်းရရှိခဲ့တယ်လို့ Trump အနေနဲ့ဆွဆွဲခဲ့ပြီးပင်လဲတက်တီအထောက်ထားဖော်ပြနိုင်ခဲ့ခြင်းတော့မရှိပါဘူး Democratic Party မဲဆွဲအဖွဲ့ဘက်က ဒါကိုညှင်းဆန်ထားတာတွေ့ရပါတယ်။ဒီလိုမျိုးငွေပေးချေမှုတွေဟာတရားမဝင်မဲဆွယ်မှုမြောက်တယ်လို့ Trump အနေနဲ့ကောက်ချက်ချခဲ့ပါတယ်။အဲ့ဒီမဲဆွယ်ပွဲကာလမှာနမေကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ Opera Winfrey ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဟာ Harris မဲဆွယ်အဖွဲ့အစည်းကနေဒေါ်လာတသန်းပမာဏကိုရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီပတ်စံဟာ Winfrey ရဲ့ထုတ်လုပ်ရေးကုမ္ပဏီကမဲဆွယ်ပွဲတစ်ခုကိုစီစဉ်ပေးခဲ့တဲ့အတွက် ရရှိလာတဲ့ဝေဆောင်ကတာဖြစ်တဲ့ဆိုပြီးပြန်လည်ဖြည့်ရှင်းထားပါတယ်။ဝိုင်းရဲ့အဆိုတော်ကြီး Springsteen ကတော့အမိမိမှာအရေးချင်းမရှိအကျင့်ပြတ်တစ္ဆာမရှိတဲ့အစိုးရမျိုးအုပ်ချုပ်တာခံနေရပါတယ်ဆိုပြီးပြည်တိုင်ဖျော်ဖြေပွဲအတွင်းပြောကြားသွားပါတယ်။ Harris Ball ထောက်ခံကြောင်းပြသခဲ့တဲ့ Taylor Swift ကိုလည်း Trump ကကျုပ် Taylor Swift ကို မုန်းသွားပြီးတဲ့ကတိတ်ရေပန်းမစတော့ဘူးဆိုတာတတိထားမိကြသလားမသိဘူးလို့ လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါရီနောက်ဆုံးတင်ဆက်ပေးမှာကတော့အီဂျစ်နိုင်ငံကငှက်လေးကျင်ပေးသူအဗ်ဒဲရာမန်အစ်စမေဟာဘုန်းလို့မြည်ပေးထားတဲ့ခိုးပြူငှက်ကလေးတစ်ကောင်ကိုသူနဲ့ထက်ကြမကွာလိုက်ပါပြန်တန်းနိုင်အောင် လေးကျင်ပေးထားတာယူဆကြရမှာဖြစ်ပါရီ ိုင်ရိုမြို့ရဲ့လမ်းတွေပေါ်မှာအစ်စမေးတယောက်ဆန်ကယ်စီးတဲ့အခါအဲ့ဒီခိုးလေးဟာသူ့နဘေးကနေအတူလိုက်ပါရင်ပြန်တန်းနေတာကို မြင်တွေ့နိုင်ပါတယ်အသက်23နှစ်အရွယ်အစ်စမေးဟာဂျွန်ဘာနီးပြအဖြစ်အသက်မွေးနေသူလည်းဖြစ်ပါတယ်လွန်ခဲ့တဲ့3နှစ်ခထဲကဒီခိုးတွေကိုအလွတ်ပြန်တန်းမှုနီးစနစ်တွေတင်ကြားပေးခဲ့သူဖြစ်တယ်လို့သူနဲ့ငှက်ကလေးတွေကြားမှာလဲယုံကြည်မှုနဲ့ဆက်သွယ်မှုတိစောက်နိုင်ခဲ့တဲ့အကြောင်းပြန်ပြောပြပါရီအခုလိုမျိုး ထိမ့်ချုပ်ထားတာတွေချင်းအောင်ထားတာတွေမရှိဘဲတခင်နဲ့အတူလိုက်ပါနိုင်အောင်လေ့ကျင့်ပေးထားတာလည်းဖြစ်ပါရည်။အဲ့ဒီတဲမှာတော့မွေးကလေးကအတူရှိနေခဲ့တဲ့တနစ်ခွဲအွေဘုန်းဆိုတဲ့ခိုးဖြူငှက်ကလေးကိုအထူးကြဆုံးဖြစ်တယ်လို့ဆိုရမှာပါ။အစာပိုင်းလေ့ကျင့်တဲ့အခါလူနဲ့ကားတံတွေကိုကြောက်လန့်တတ်တာကြောင့်လူရှင်းတဲ့လမ်းတွေကနေအရင်ဆုံးလေ့ကျင့်ပေးခဲ့ရတယ်လို့ဆိုပါရည်။အဲ့နောက်ပိုင်းကျင်သားရလာတဲ့အခါမှာတော့ ခေါ်လိုက်တန်နဲ့ရောက်လာတဲ့အပြင်ပခုံးပုံပေါ်မှာအနာယူနေတတ်ပြီးဖြစ်ပါတယ်ဒီတမ်ပလာခုမျိုးစရဲ့တခင်နောက်လိုက်ပါပြန်တန်းနိုင်တာမျိုးဟာပုံမှန်မဟုတ်တဲ့ထူးခြားမှုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ် ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲစုံသက်လိုက်ပါရကျွန်တော်ကတော့ကိစ္စနိုင်ပါ